ါနော်ကျွန်တော်တို့ဒီနေ့ကကြတော့စနေအဲ live လေးပေါ့နော်တေချနာရေးပေါ့နော်ခုရဲမှာပေါ့နော်တိုင်းရိုက်မေးဖို့ကြာနေတာအပရိုမဖြစ်တာမျိုးလေးပေါ့နော်မေးချင်တာရရှိလို့ဆိုလို့ရှိရင်ကိုမမမေးကုန်လေးရေးပြီးရောမေးလို့ရရဲဆွေးနွေးလို့ရပါတယ်နော် အဆက်အသွယ်လေးအဲ့လိုမျိုးရှိနေအောင်လုပ်ပေးထားတဲ့သဘောမျိုးပေါ့နော်တချို့ဟိုမေးခွန်းတွေကကျတော့ဘာဖြစ်လို့ approve မပေးရလဲဆိုပြီးတော့ဟိုကွန်မန့်မှာပေါ့နော်မေးတဲ့သူတွေရှိရပေါ့နော်သူများ post တွေကွန်မန့်အောက်မှာမေးတဲ့သူတွေရှိအဲ့ဒါကျတော့ဟိုအင်္ဂလိပ်စကားလုံးတွေပါနေရလို့စိတ်နံပါတ် brand name တွေပါနေရလို့အမေဆိုလို့ရှိရင် Facebook ကပေါ့နော်သူအလိုလိုလဲ span လို့တမှတ်ပြီးတော့အမျိုးသမားတို့သူအလိုလို crew ကို ခုကိုလည်းဝင်နေပြီးရောနော် post ကိုလည်းဒီ client လုပ်တယ်အဲ့လိုမျိုးဖြစ်နေတော့ဗောနော်အဲ့ဒီတစ်ချက်ရှင်းပြပေးရဟုတ်ပါပြီအဲ့ဆိုလို့ဆိုရှင်ကြီးရေးချင်တဲ့မိကုန်လေးတွေမလာသေးဘူးဆိုလို့ရှင်ကျွန်မတခြားဟာလေးတွေအဲအနောက်တော့အရေးကြီးရလေးအရင်ဖြေပေးထားမယ်နော်ဟုတ်ရှာတီကပေါ့နော်တလားတခါလာတိုင်းပေါ့နော်ရဲအတီကြတရက်မှမလွယ် အဲเนาะပြီးလာတဲ့ရက်ကလည်း3ရက်ဆို3ရက်အဲ့လိုမျိုးအတိအကျလာတဲ့လူတွေဆိုတာတော်တော်ရှားတယ်ပေါ့နော်အများဆုံးကမမှန်ကြတာများတယ်အဲ့ဒါကလေအရင်အတိအကျပေါ့နော်တစ်ထက်သေးတစ်လားနဲ့တစ်လားမတူလို့လေအရင်ပြဿနာမရှိပါအောင်နော်အဲ့ဒီအတွက်တော့စိတ်မပူပါနဲ့စိတ်မဖြည့်စည်ပါနဲ့အဲ့ဒီအတွက်ထပ်ပြီးတော့စိတ်ဖြည့်စည်နေလို့လို့ရှိရင်နောက်လာတွေမှာထပ်ပြီးရှားတယ်မမှန်တာမျိုးတွေထပ်ဖြစ်တတ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ နောက်ခုอ่ะပေါ့เนาะတအိမ်မှာဖြစ်တဲ့အလုံးနေရပေါ့เนาะအမျိုးအစားကတစ်ခုနဲ့တစ်ခုမတူဘူးเนาะ endometriosis အလုံးနေရှိရယ် myoma အလုံးနေရှိရယ်တချို့ကကြတော့ကျမတို့ရာသီမလာအောင်လုံးမတက်တာတာမျိုးတွေရှိရယ်ဟင်ခုနကလည်းပေါ့เนาะတစ်ခုမေးထားတာလေးတွေးလိုက်လို့ရာသီမလာအောင်တောက်ခိုင်းတဲ့ဆေးတွေဘူးပေါ့เนาะဒီလိုအလုံးချိတ်တွေတွဲလို့အလိုတောက်ရတယ်ပေါ့เนาะနှစ်လသုံးလဆွဲတောက်တဲ့အခါကျတော့ရာသီမလာလို့ဆိုပြီးတော့ ဆမ်တောင်းချင်တော့လို့ဆိုပြီးတော့ကိုယ့်ကိုဆေးရလိုက်တဲ့သူရှိရပေါ့နော်တချို့အလုံးနေရာကြတော့လေအရင်ဒီမလာအောင်လုံးမအတတာတာပျောက်တာအဆေးကုလို့ရတာအဲ့လိုမျိုးရှိရပေါ့နော်ရင်ဒီမလာအောင်လုံးဖို့လိုအပ်လို့ပေးထားတဲ့ဆေးရရှိလို့လို့ရှိရင်ရင်ဒီမလာလဲအရင်မဆုံးရင်ပါနဲ့ကိုယောဂအတွက်မလာအောင်တမင်တောင်းလှုပ်ထားရတာမျိုးအဲ့လိုမျိုးကုရတဲ့နေ့လည်းနေလည်းရှိတာကြောင့်ပါနော်ဟုတ်ပါပြီ နောက်တစ်ခုက task kit တွေမှာအစ်စ်တာပေါ့နော်။ကျမတို့လာလာပြကန်ဒီ task kit ကမှန်လားဒီ task kit ကတအားကျွေးနေပြီလားဒါပေါ့နော်။ကိုဝင်ရှိနေပြီလားဆိုပြီးအဲ့လိုမျိုးလာမေးကြတယ်ပေါ့နော်။ group မှာတော့ပုံနေတင်လို့မရဘူး။ဒါပေမဲ့ feedback ပေးရင်းနဲ့အဖြေလေးပြန်ပေးဖြစ်တယ်ပေါ့နော်။ဟုတ်ကဲ့တချို့ကလည်း task kit တွေမှာဆက်နေရ Alice task kit နဲ့စစ်ထားပြီးတော့နှစ်ချောင်းပေါ်နေတာကိုကိုဝင်ရှိနေရလို့ထင်တယ်ပေါ့နော်။ နောက်တစ်ယောက်နောက်တစ်ခုကကြတော့ကျမတို့တာဟုတ်ကျွေးမချွေးကိုအဲ ACG task scan level မှာ seminar မျိုးတွေရှိတယ်။အရန်ထူးထူးရထားလေးပေါ့နော်။အရန်ဟိုအတိတ်တတမှားတာလွဲတာကြတော့ဘယ်လိုလဲဆိုတော့ covid တောင်းဝဝဲထားတဲ့ task တွေအိမ်မှာပုံနေလို့ပေါ့နော်။အဲ့ဒါလည်းတဲ့ကိုဝင်ရှိမရှိစစ်ကြည့်လိုက်တယ်တဲ့။အဲ့ဒါရောနှစ်ချောင်းပေါ်ရင်ဟောတစ်ချောင်းပေါ်ရောကိုဝင်မရှိရသေးကြလား။နှစ်ချောင်းပေါ်ရောကိုဝင်ရှိနေပြီလားဆိုပြီးတော့လာမေးရသူလည်းကြုံမှုတယ်ပေါ့နော်။ အဲ့လိုမျိုးစလုံးမရအောင်နော်သူကလည်းသူသတ်မှတ်ထားတယ် task kit တွေနဲ့ပဲဆက်ရမယ် covid task kit တွေရှိရအတူတူပဲဆိုပြီးတော့စီးထည့်ပြီးတော့ဆက်လိုက်လို့မရအောင်နော်အဲစီကိုစစ်တာတော့မှ LH task kit နဲ့ beta ACG task kit နဲ့လည်းမတူဘူးเนาะကိုဝင်အတွက်စစ်တာကြောင့် beta ACG task kit တောက်ချွေမချွေစစ်တာကြောင့် LH task kit ဆရာလေးနဲ့ပတ်သက်ပြီးတော့เนาะဆရာကဆက်မိတော့လို့အထူးထူးကြကြလေးပြောပြ ်အလေးတက်စကင်းနဲ့ဆလုံးနှစ်ချောင်းပုံရင်ပေါ့နော်အဲ့ဒါတောက်ဥကျွေတာလားလို့အွန်တောက်ဥကျွေတာလားလို့ပြောတယ်ပေါ့နော်အဲ့ဒါဆိုရင်နှစ်ချောင်းပေါ်တယ်တာဥကျွေတယ်ဒါပေမဲ့ကိုဝင်ရမရှာဘူးပေါ့နော်အဲ့ဒါဘာကြောင့်လဲအဲ့ဘာကြောင့်လဲဆိုပြီးတော့မိရဲ့သူအရှင်ပေါ့နော်ကျမတို့တာဥကျွေပြင်မဲ့တာဥအိမ်ကတအိမ်နဲ့တိုင်းရိုက် ြီးဆက်နွယ်နေရမဟုတ်ဘူးသူကကြတော့ဘေးဘက်လေးမှာတသက်ရှိနေရပါတော့တာဥကချွေလိုက်ပြင်မဲ့အဲ့တာဥကတာဥပြုံဖြတ်ပြီးတော့မှတိုင်ထဲကိုရောက်တာပေါ့နော်ဟိုလည်းတုပ်ပိုးနဲ့တွေ့ဆုံဘွားကြတော့လေအဲ့တာဦးမမျိုးဦးလေးကတာဦးပြုံနေမှာပဲတွေ့ဆုံရတာပေါ့နော်တာဦးကလတိုင်းချူရဲဒါပေမဲ့အဲ့ဒီမမျိုးဦးပြုံကပိတ်နေတယ်ဆိုလို့ရှိရင်ကြတော့ကျမတို့ဟိုကိုဝင်ရနိုင်မှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ တော့ဘူးလည်းမတွေ့နိုင်လို့ပေါ့နော်အဲခါကျတော့ကိုကတာအုပ်ပြုံပိတ်မပိတ်ထပ်ပြီးရဆက်ဖို့လိုတယ်တာအုပ်ကျွေးတယ်ဒါပေမဲ့ခလေးမရဘူးဆိုလို့ရှိရင်လေဘာလို့လဲဆိုတော့တာအုပ်ပြုံပိတ်နေလို့လမ်းကြောင်းပိတ်နေလို့ဆိုလို့ရှိရင်လည်းမတွေ့ဆောင်နိုင်တာမျိုးတွေရှိအားချောင်းပေါ့နော်အဲဒါကြောင့်မို့လို့အဲ့ဒါလေး post လေးမှာပေါ့နော်မေးမေးခွန်းလေးတော့ဒီမှာအတိအကျမမှတ်မိတော့ဒါပေမဲ့တာအုပ်ကျွေးစီစဉ်မှာလမ်းကြောင်းပေါ်တယ်တာအုပ်ကျွေးတယ်အဲ့ဒါကိုဘာဖြစ်လို့မရလဲဆိုပြီးတော့မေးထားလို့ပေါ့နော် အဲမိခိုးလေးရရှိပြီဆိုစမှဖြစ်ပြီမယ်နော်အန်စောကလက်မောင်းနဲ့ပိုက်ထည့်ရင်နဲ့ရာသီလာတဲ့ချိန်ထဲရမှာလားရှင်တယ်ရာသီစလာတဲ့နေ့ကနေစပြီးတော့ထည့်လို့ရတယ်နောက်တစ်ခါကျတော့ရာသီစလာတဲ့နေ့ကနေ9ရက်အတွင်းမှာလည်းထည့်လို့ရတယ်အဲ့နှစ်ခုလုံးကစိတ်ချရတယ်နော်ရာသီစလာတဲ့ရက်ကနေ9ရက်ကျော်ပြီးနောက်ပိုင်းမှာထည့်မယ်ဆိုလို့လို့ရှင်တော့ဒီမှာကိုရှိစစ်စစ်ကြည့်ဖို့လိုတယ်နော်ပြီးရဲ့ခါကျတော့မှာပဲဒီမှာလို့ ကိုယ်မရှိရသေးတာလို့ဆိုလို့ရှိရင်ထည့်လို့ရတယ်နော်ကြိုက်တဲ့နေထည့်လို့ရတယ်တလားလုံးထည့်လို့ရတယ်ဒါပေမဲ့စိစစ်ဖို့လို့မလို့ပေါ့ညာဒီစားလာတဲ့ရက်ကနေ9ရက်အတွင်းမှာဆိုလို့ရှိရင်တော့စိစစ်ကြည့်ဖို့မလို့တော့ဘူးတစ်ခါထည့်လို့ရတယ်ညာဒီစားလာတဲ့ရက်ကနေ9ရက်နောက်ပိုင်းကျော်သွားပြီဆိုလို့လို့ရှိရင်တော့စိစစ်ကြည့်ပြီးတော့ကိုယ်မရှိရသေးတာလို့ရှိရင်ထည့်လို့ရတယ်နော်ဟုတ်ပါပြီမေတ္တစင်ထူးဆိုကျွန်မလေးမိသားနော်ကျွန်မရှင်နေမိချင်လို့ရစိစစ်တာနှစ်ချောင်းပေါ်ပြီးတော့အထရာဆောင်ရိုက်တာမပေါ်သေးလို့လာလို့လို့လား ဟုတ်တယ်လာနှုတ်ရင်လည်းမပေါ်တတ်ဘူးနောက်တစ်ခုကကြတော့ဗောနော်ပြတ်ချလာလို့လည်းဖြစ်နေကမီကေပရဂနက်စ်စစ်စစ်တာနှစ်ကြောင်းပေါ်ပြီးတော့အထွန်းဆောင်ရကြမပေါ်သေးလို့ကလေလာနှုတ်လို့ဆိုရှင်လည်းမပေါ်တတ်ဘူးနောက်တစ်ခုကကြတော့ကျွန်တော်တို့ဗောနော်ကမီကေပရဂနက်စ်ဆိုတဲ့အခြေအနေတွေရှိရယ်ဗောနော်အဲ့ဒါကြတော့ကျွန်တော်တို့သွေးထဲမှာပဲဟိုကကိုယ်ဝင်ဟော်မုန်းတွေကတက်နေရပါတော့ဒါပေမဲ့ ဟိုကဝင်ရ pregnancy ရကြတကယ်မဖြစ်လာဘူးအဲ့လိုမျိုးအခြေအနေတွေလည်းရှိတယ်เนาะအဲ့တော့အဲ့ဒါကြတော့လည်းကန့်တရားပဲပေါ့เนาะအပြစ်တော့လည်းဘသူအပြစ်မှလည်းရှာလို့တော့မရဘူးအဲ့လိုပဲမကြလို့လို့ရှိရင်ကိုယ်ကမဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ဒီလိုဖြစ်လာတဲ့ဆက်လက်ပြီးတော့မကြည့်လာတော့ဘူးပေါ့เนาะဒါပေမဲ့ဟိုဟော်မုန်းတွေကတော့လဆက်စားခြင်းအစာမှာတက်သွားတဲ့အတွက်ကြောင့်မို့လို့စီးစစ်လို့လို့ရှိရင်ပြီးတာအချင်းချင်းဟော်မုန်းစင်ပြီးလို့ရှိရင်အဲကြောင့်ပေါ်တာမျိုးတွေဖြစ်တတ်တယ်เนาะ ခဏတော့စောင့်ကြည့်အောင်ပဲအခုချက်ချင်းကြီးတော့ဆုံးဖြတ်လို့တော့မရသေးဘူးပေါ့နော်။နှစ်ပတ်ချားပြီးတော့စီထက်စစ်ကြည့်ရဖြစ်စေအထွက်ဆောင်ရိုက်ကြည့်ရဖြစ်စေထပ်လုပ်ရမယ်နော်။တော့ချုံဆိုရဲဒီမှာလေးကမိထားတာတော့တဲ့အိဆက်အဲ HSC ရိုက်ပြီးတော့နေမမင်းဆရာပါလေဟိုဟာမရိုက်ခင်မှာပဲကျွန်တော်တို့၂ရက်လောက်ရှောင်ထားခိုင်းနေပေါ့နော်အဲ့ဒါအဲ့လိုမျိုးနေရှိတယ်ပြီးတော့ pass me ရမယူခင်ရှောင်ရတယ် TBS မှာရိုင်းခင်ရှောင်းရအဲ့လိုမျိုးပါရှိရပေါ့နော်။ပြပြချင်းရတော့ရပါတယ်။နားရချင်နိုင်မရှိဘူးဆိုပြဿနာမရှိပါဘူးနော်။ Sorry နော်။ဒီဘက်ကဒီဘက်ကအလုပ်ကလေးပေါ်လာလို့မဖြစ်မနေ။ဟုတ်ပြီ။မေးချင်တာရှိလို့ရှိရင်မေးလို့ရရနော်။ဒီမှာမေးဖို့နေထပ်ပြောမတတ်လာသေးဘူးဆိုရင် group တွေကဟွာလေးဖြည့်ဖြည့်ထားမယ်နော်။ဟောပြီးတော့၆ကအကောင်းမကောင်းဘူးတဲ့။ဟွာလုံးလို့ရလားပေါ့နော်။ စီးစစ်ကြည့်လို့ရလားတဲ့အစီအိုတစ်ခွဲခန့်ပို့ပြီးစစ်တာမျိုးတွေပေါ့နော်အဲ့ဒါတွေကကျွန်တော်ကျမတို့ကြောက်ကတ်ထဲမှာဟိုရောဂါပိုးတွေပါနေလားပြီးရခါကြတော့ဟိုတွေးနေပါတယ်စီးသွားတွေးပါနေတာမျိုးတွေဖြစ်နေလားပရိုတင်းဓာတ်တွေပါနေလားအဲ့ဒါမျိုးတွေစစ်တာကကျတော့စီးအိုယူပြီးတော့တစ်ခွဲခန့်ပို့စစ်တာသိနိုင်တယ်ပေါ့နော်ကြောက်ကတ်ကောင်းမကောင်းကကျတော့ကျမတို့ ကြောက်ကတ်ဓာတ်တွေကိုသူဖောက်ပြီးတော့ဆစ်လို့ရတယ်။နောက်တစ်ခါကျတော့အထောက်ဆောင်းရိုက်လို့ရတယ်။အထောက်ဆောင်းရိုက်လို့လို့ရှိရင်လည်းကြောက်ကင်နေလားဒါမှမဟုတ်လို့ရှိရင်ကြောက်ကတ်မှာရှိအိတ်တင်နေလားအဲ့ဒါမျိုးတွေသိရနိုင်တယ်ပေါ့နော်။အဲ့တော့ဒီမှာလို့ဘာယောဂအထိုင်းမှာဘာလက္ခဏာမှမရှိဘူးဆိုလို့ရှိရင်တော့တွေးရစီးရစစ်တာထက်ကိုယ့်အကိုပေါ့နော်။ဟိုကအရင်ဆုံးစိတ်စိတ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့အထောက်ဆောင်းရိုက်ကြည့်ရပိုသင့်တော်တယ်နော်။ ပြောကြောင်းအမှောင်နည်းနည်းလေးအနည်းနည်းရှိရပေါ့နော်အဲ့ဒါဆိုရင်ရလာတယ်ပြီးပါထွက်တော့မှာမလို့ဆိုရင်လို့ပေါ့နော်အဲ့အမျိုးတွေကကြတော့ကျမတို့ဟိုလိုမျိုးကြောင်းအကြီးဖြစ်သွားပေါ့ကအချိန်ကကြာသေးရပေါ့နော်ဟိုဟာ အဲ့တော့ကျမတို့ကရှေ့ပြပြတောက်တာမျိုးတွေလောက်ရမယ်ပြီးရဲ့အခါကျတော့စီးမအောင်ထားရဘူးပြီးတော့ကိုယ်ရည်ပိုင်းစားတယ်လို့ရှင်ရှောင်းရမယ်အဲ့လိုမျိုးတွေယူဆရမှာပေါ့နော်ကျင်းတွေပေါင်းကြီးကြီးအမုံလေးတွေကနေကြောက်တင်သွားမယ်လို့တော့တထင်ချာတော့ပြောလို့မရဘူးရှေ့ပြပြတောက်အနေထိုင်စားတောက်လေးယူဆရရင်လည်းပြန်ကောင်းသွားရတဲ့လူတွေလည်းရှိတယ်နော်ခင်တနာထိုက်ဆိုရဲ့ညီမလေးရတဲ့ ခင်နာနာထိုက်ဆိုရင်ညီမလေးကဘာမေးထားလဲဆိုတော့ကျွန်မမေးခွန်းမမြင်ရဘူးဒီလားအပေါ်မှာမေးခွန်းမေးထားသေးတာလားကျွန်မမမြင်ရလို့ဟောမဖြစ်နောက်တစ်ခေါက်မေးခွန်းလေးထပ်ပြီးရောပို့ပြီနော်ထပ်ပြောဘယ်အကြောင်းအရာလေးကိုထပ်ပြောပြပေးစေချင်တာလဲဒါမှမဟုတ်အရှိရညီမလေးမေးထားတဲ့မေးခွန်းလေးတွေအကြောင်းထပ်ပြောပြစေပေးစေချင်တာလားနော်ဟောဘာအကြောင်းအရာလေးကိုပြပြပေးစေချင်တာလဲတစ်ချက်လောက်ရေးပြီးနော် နေချင်းဆိုရင်မြန်မာလေးရကြတော့တဲ့ဆမရှင်သက်တဲ့အိမ်ရောက်တာအချိန်ဘယ်လောက်ကြာမှသက်တာလဲတဲ့ပေါင်းရင်းနဲ့ဖက်နာအဆောဆောင်ရတဲ့အိမ်ရောက်တာစိတ်တော့စိတ်ကောင်းမှမရနာတော့မှမို့လို့အဲ့ဒါကြတော့လေဆမတို့က PID လိုမျိုးဖြစ်ချင်နေရပါတော့ဒီမျိုးသမီးရဲ့ ဒီတအိမ်တို့တာဥပြုံတို့တာဥအိမ်တို့အဲ့ဒါတွေအကုန်လုံးရှောင်ရမ်းလို့လို့ရှင်ရဲ့ဒီဘေးပပက်လေးမှာရှောင်ရမ်းတဲ့အခြေတွေစုလာတယ်ပေါ့နော်အဲ့ဒီအခြေအနေကိုဒီစီးကုံအောက်ပိုင်းတဝိုက်ထဲမှာရှောင်ရမ်းတာတွေဖြစ်နေတာဆိုပြီးတော့ pelvic inflammatory disease လို့ခေါ်တယ်အဲ့ pelvic inflammatory disease ဖြစ်လို့ရှင်အဲ့လိုမျိုးခါးနာတို့လို့စီးစကားကိုက်တို့လို့ပေါင်ရည်ရပဲကိုက်တို့လို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီရှောင်တဲ့အချိန်ကြောင့်လေအဲ့ရောင်ရမ်းတဲ့အခြေတွေချသွားအောင်လို့လိုအပ်တဲ့ပိုတက်ဆေးတွေတောက်ရတယ်ပိုတက်ဆေးထိုးရတယ် ယ်။အဲ့ဒါတွေအကုန်လုံးရှင်းပြောက်သွားပြီဆိုလို့လို့ရှိရင်တော့ပြန်ပြီးတော့ခုနနာတာတွေခိုက်တာတွေကထပ်တောင်းသွားတယ်ပေါ့နော်။အ ਨੇ ဆုံးတော့လေကျမတို့ဟိုနှစ်ပတ်ကနေတစ်လလောက်ထိရောကြာတတ်တယ်။ချက်ချင်းယူပြလိုက်တယ်လို့စေးတလုံးတောက်တာနဲ့အဲ့လိုမျိုးဟိုစေးတစ်ပတ်တောက်တာနဲ့ပြောက်တာထပ်ပေါ့နော်။သူကဟိုနည်းနည်းလေးတဖြည်းဖြည်းချင်းအိုက်ချောင်ရမ်းတာတွေရော့သွားတဲ့အချိန်တခုအဆောက်ရတာမျိုးရှိတတ်တယ်။ဟမ်။အဲ့ဒါဆိုတော့လေ မတို့ဟိုဟာပေါ့နော်ပုံမှန်ကိုနဲ့တဲ့တယ်ပေါ့နော်တကယ်လို့ပုသက်စီရကိုစပြေသွားရင်ထထောက်ဆရာမလိုတော့ဘူးဆိုပြီးတော့ကိုညွှန်ကြားထားလို့ရှိရင်ကိုနဲ့တဲ့တယ်ပေါ့နော်အခက်ခဲပြောက်စီနည်းနည်းအနေအချင်းလောက်တောက်ပြီးတော့ထိန်းပြီးတော့ဆောင်းလို့ရတယ်နော်မေးစင်ဘူးဆိုရင်ညီမလေးကကြတော့တဲ့ EP တောက်ပြီးတော့တပတ်နေတော့ရသည်ရသည်ရမဟုတ်ဘဲနဲ့ရသည်လာတယ်ပေါ့နော်ဟုတ်လားရသည်လာတယ်ရပြင်းနဲ့တမနိုင်လာတယ် အဲရာသီရမ်းလို့ပဲကျမတို့ကအဲ့နောက်ဆုံးလာတဲ့အခေါက်ရဲ့ပထမဦးဆုံးရက်ကနေပဲစပြီးတော့ပဲပြန်ပြီးတော့မှတ်ရတယ်ပေါ့နော်ကိုယ့်ရဲ့ပုံမှန်ရာသီလာရက်ကတော့ပြောင်းသွားပြီနော်ကျမတို့တစ်လတစ်ခါအဲ့လိုမျိုးပုံမှန်ရက်ကိုပြန်မလာတော့တာများတယ်ပေါ့နော်အဲ့တော့ကျမတို့ကရာသီရက်ကိုလာလာအတွက်ထပ်မံပြီးတော့ဟွာဖြစ်ချင်တယ်ဆိုလို့လို့ရှိရင်တော့อืม အခုနောက်ဆုံးလာခဲ့တဲ့ဆေးတောက်ပြီးတော့ပဲလာလာသူ့အတူပဲလာလာနောက်ဆုံးလာခဲ့တဲ့အခောက်ရဲ့ပထမဆုံးရက်ကနေစပြီးတော့ပြန်ပတ်ရမယ်နော်ခေတနာထိုက်ဆွဲညီမလေးအောင်စမခုနောက်ဝင်လိုက်ထွက်လိုက်ဖြစ်သွားတဲ့အချိန်မှာမိကုန်းနေပြန့်သွားနေတူတယ်နော်ဟောပါပြီအဲခင်တနာထိုက်ဆိုညီမလေးမိသားဓမ္မရာမှန်တာတဲ့နှစ်လားတစ်ခါသုံးလားတစ်ခါလောက်မလားအဖြစ်စနဲ့ဝါချင်းချင်းအနမ်းနေရှိရဘာဖြစ်လဲလို့တော့မှခံရမလဲ အဲ့ဝါချင်းချင်းအယောင်ပြောင်းပြီးတော့ပေါ့နော်အနက်နဲ့အနာကငားညိနှမ်းလောက်နှမ်းလားပြီးရခါကျတော့ရှားရက်နာရရှိလားအဲ့ဆိုလို့ရှင်တော့ပိုးဝင်တာပိုးသက်စေးတွေထည့်ရမယ်ဒါပေမဲ့အဲ့လိုမျိုးအဲဝါချင်းချင်းအယောင်ဆင်းပြီးတော့အနက်နဲ့အနာကတမတာမမှန်တာနဲ့တော့မဆိုင်ဘူးเนาะကျမတို့ ရာတီလာကန်နီလို့သူကသူကဟို normal white တစ်ချက်စင်တာပို့ပြီးတော့ပြစ်လာတဲ့ခါကြလို့ရှင်လဲအဝါချင်းချင်းလေးတွေစင်တက်တယ်။ဒါမဲ့အဲ့ဒါကကြတော့ကျမတို့အနံ့ကကြတော့ကိုယ့်ရဲ့တကူရဲ့အနံ့ချွေးနဲ့လောက်ပဲရှိရပေါ့နော်။ငားညင်နဲ့လောက်မပြင်းထန်ဘူး။ငားညင်နဲ့လောက်မနံ့ဘူးဆိုရင်ပုံဝင်တာမဟုတ်ဘူး။ရှားရနာမရှိဘူးဆိုရင်ပုံဝင်တာမဟုတ်ဘူး။ အရင်လည်းလိုမျိုးနဲ့လည်းပိုးဝင်တာရရှားရတာရရှိရဆိုတော့ပိုးဝင်တာအဲ့ဒါမရှိဘူးဆိုလို့လို့ရှင်တော့ကျွန်မတို့အဲ့ဒါယာတိလာကန်ဒီလက္ခဏာတွေခြောက်မယ်ယာတိလာကန်ဒီလို့ရှင် projection hormone တွေတက်လာပြီးတော့အဲ့လိုမျိုးဖြစ်ဖြစ်ဝဝလေးပြောင်းသွားတတ်တယ်နှာရည်လောက်ထိချွတ်ချွတ်ပြပြလေးဖြစ်သွားတတ်တယ်ပေါ့နော် ဲ့ဒါကြတော့အခုဖြစ်နေတဲ့အတိုင်းဆိုလို့ရှိရင်ပုံဝင်တာမဟုတ်နိုင်ဘူးပေါ့နော်ပြီးတော့ရာသီလကန်ဒီလက္ခဏာပဲပေါ့လလတစ်ခါသုံးလတစ်ခါမှလာတာကြတော့ကျမတို့လေအခွန်ဆောင်းရိုက်ပြီးတော့ဆေးဆေးကြည့်တင်တယ်ဘာလို့လဲဆိုတော့ကျမတို့တာဝန်အိမ်မှာရေအိတ်တွေတည်နေတဲ့ PCOS လိုမျိုးယောဂအခန်းတွေရှိနေလို့ရှိရင်အဲ့လိုမျိုးရာသီရရန်ကြိုင်းနေမှာတစ်ခေါက်လောက်လာတာမျိုးတွေဖြစ်တတ်လို့လေ အဲ့ဒါကြတော့အပြင်မှာဗာလက္ခဏာမှာရံမပြတတ်ဘူးအထရာဆောင်အဲ့ရာတိမမှန်တာလို့ရင်အပြင်မှာဗာလက္ခဏာမှာရံမပြတတ်ဘူးအထရာဆောင်ရိုက်ကြည့်မှာပဲသိရတာအားကြောင့်မို့လို့နော်အဲ့လိုမျိုးအထရာဆောင်ရိုက်ကြည့်လိုက်လို့တောင်းဝင်မှာရိတ်တယ်ရောဂါတွေလည်းဘာမှမရှိဘူးဆိုလို့လို့ရှင်တော့ကျမတို့ဟော်မုန်းဝင်ကြီးများတာတွေကြောင့်ပဲဟော်မုန်းရဲ့ imbalance တွေကြောင့်ပဲပေါ့နော်တချို့ကအဲ့ဒီဟော်မုန်းရဲ့ imbalance တောင်းရာတိမမှန်တာကိုကုချင်ရင်ဒါစိတ်ကကိုတက် တလားတစ်ခတ်နဲ့ပေါ့နော်အနည်းဆုံး6လလောက်9လလောက်ဒီဆွဲတောက်ကြည့်လို့လည်းရတယ်။အဲဒါကြောင့်ကိုကဘာဖြစ်နေလဲဟော်မုန်းကြောင့်ဖြစ်တာလားတောက်အိမ်မှာရှိအိတ်တဲတိုင်းဖြစ်တာလားအဲ့ဒါအရင်စစ်စစ်ကြည့်ပြီးတော့မှသိနိုင်မှာပေါ့နော်။ဒီတိုင်းအခုဘာတောက်လိုက်ဘာနဲ့ကုလိုက်လို့ပြောလို့မရဘူးဖြစ်နေတာပေါ့နော်။တိတိကျကျသိဖို့လိုတော့စစ်စစ်တာနဲ့ကြောင်းပေါ်ပြီးတော့တစ်ဖက်နေတော့ပျောက်သွားတယ်ဝဝလေးလည်းဖြစ်သွားတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆရာမတဲ့။ တင်းလေးလေးဖြိုးဝေးဆိုညီမလေးကမေးတာအဲ့ဆိုရင်ညီမတို့လေဟိုအထွတ်ဆောင်ရိုက်ကြည့်သေးလား ဲ့ဒါကျွန်တော်ခုနအပေါ်မှာလည်းတယောက်မေးလို့ပြောလိုက်တယ်ပေါ့နော်အမကမီကယ်ပရဂနန်စီရဲ့ဘီလိုက်တဲ့အိုဗန်ရဲ့ဆိုတဲ့ယောဂါတစ်ခုရှိရဲ့အဲ့နောက်ကကမီကယ်ပရဂနန်စီနဲ့ဘီလိုက်တဲ့အိုဗန်တစ်ခုလုံးကကိုဝင်တော့ဖြစ်ချင်းချင်းဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ကမီကယ်ပရဂနန်စီကကြတော့ကိုဝင်ကတကယ်ဆက်ပြီးတော့မကြီးထွားလာဘူးအဲ့တော့ကိုဝင်မှာတက်တဲ့ beta hCG ဟော်မုန်းလေးပဲနည်းနည်းတက်ပြီးတော့ကိုဝင်ကဆက်မဖြစ်လာဘူးအဲ့ဒါကြောင့်မို့လို့ပုံမှန်ရသည်လားသူတို့နည်းနည်းပတ်သွေးဆင်းပြီးတော့ ဒီတိုင်းပဲမတိလိုက်တဲ့သူတွေဆိုတိအောင်မတိလိုက်ဘူးစစ်စစ်တောင်မကြည့်မိလိုက်ဘူးပေါ့နော်သူကသူပဲပုံမှန်အတိုင်းနောက်လာကိုစပြောင်းဆက်ကူးသွားတယ်ပေါ့နော်ပြလိုက်တဲ့ open အကြတော့ကျမတို့ဟိုဟာကိုဝင်ရတော့ဖြစ်တယ်ဒါပေမဲ့အထဲမှာတတိသားကမပါလာဘူးရေမွားအိတ်ပဲပါတယ် ဲ့တော့တရေသားမပါလာတဲ့ကိုဝင်တစ်ခုကဆက်ပြီးတော့မကြီးထွားနိုင်ဘူးအဲ့ခါကျတော့ပြတ်ကျသွားတယ်အဲ့လိုမျိုးပေါ့နော်ပြတ်ကျသွားတယ်ဆိုတာလည်းကိုဝင်မရှိဘူးဆိုတော့ပြတ်ကျတယ်လို့အောင်ပြောလို့မရဘူးခလေးမရှိဘူးဆိုတော့ဒီတိုင်းပဲဟို miscarriage bleeding နဲ့ menstruation လာတယ်လို့ပဲဖြစ်သွားတယ်ပေါ့နော်အဲအထရာဆောင်ရိုက်ကြည့်လို့ရှိရင်တော့ဒီကြသိနိုင်တယ်ဒါလို့စိစစ်တာနှစ်ချောင်းပေါ်ပြီးတော့အထရာဆောင်ရိုက်လို့ဘာမှမပေါ်ဘူးထဲမှာလည်းသွေးတွေပါဘာမှမရှိဘူးရှေ့အိတ်တွေလည်းဘာမှမရှိဘူးဆိုရင်တော့ coming pregnancy လို့ပြောတဲ့အခြေအနေလေးဖြစ်နိုင်တယ် ဘယ်လိုစစ်စစ်တာနှစ်ကြောင်းပေါ်တယ်အဲထဲမှာရေမွား8လေးတော့တွေ့တယ်ဒါပေမဲ့ဟိုခက်လေးမတွေ့ဘူးဆိုလို့ရှင်တော့အဲ့ဒါဘီလိုက်တဲ့ open လို့ခေါ်တယ်အဲ့လိုမျိုးတွေပေါ့နော်ဖီလိုက်တဲ့ open မရှားဘူးနော်ပေါ်တယ်တကယ်ကျမတို့ငငယ်တုန်းကဆိုလို့ရှင်စေယုံမှာခဏ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 အဲ့မိရဆောင်မှာပေါ့နော်လာပြတဲ့အမျိုးသမီးတွေအများဆိုတော့ဖီလိုက်တဲ့ open ဖြစ်တဲ့သူတွေတော်တော်များတယ် ဆိုတော့မေးခွန်းတွေကြော်သွားတာရှိလို့ရှင်ပြန်ပြီးတော့အဲ့လိုမျိုးဟွာလေးတွေနဲ့ပြန်ပြီးတော့မေးလို့ရတယ်เนาะခုနအတမေးရှိလို့ခဏဟိုဘက်ကိုထွက်ကြည့်လိုက်တာမေးခွန်းတွေကြော်သွားတော့อืมပြကြလို့ရှိရင် hobby simple e nine ဆိုရင်ညီမလေးเนาะစမရှင်နဲ့ဟော်မုန်းဆေးရ22ရက်တောက်ပြီးတော့တပတ်နားတဲ့အချိန်မှာညဒီလာ2ရက်လောက်ပဲလာသွားဆိုရင်လာဆေးရမတော့ရတော့ဘူးလား လာလာဆိုရရှိလာလာတဲ့ညမလေးအဲ့ဒါလည်းဆမပြပြမယ်နော်အဲတားစီတောက်စီတွေတောက်လို့လို့ရှိရင်ယာတိနေသွားတာကတဘာဝပဲပြဿနာမရှိဘူးနော်အဲ့ဒါဘာမှမဖြစ်ဘူးအဲ့ဒါသဘာဝပဲကျမတို့ရာသီသူစင်းများတဲ့သူတွေမှာတော့မှအဲ့ဒီဓာစေးတောက်စေးတွေကိုပေးပြီးတော့နည်းအောင်လို့ပေါ့နော်ရာသီပမာဏနည်းသွားအောင်လို့စေးပူတဲ့အနေနဲ့တုံးလို့ရတယ်အဲ့ဒါအဲ့ဒီစေးရဲ့အာနိသင်ကအဲ့လိုပဲ အဲ့ဒါကြောင့်မဟုတ်ဘူးဘာမှဆိုရင်ကြမရှိပါဘူးရှင်ခင်ရနာထိုက်ကကျွန်မလေးကိုဖြည့်ပြီးတော့ရင်နော်ဟုတ်ပြီရှင်မင်းယူဆိုရကျွန်မလေးကကြတော့တဲ့ရှင်မင်းယူအမရှင်နဲ့တိုင်းနေရထူတာဆေးတောင်းလိုက်လို့ပုံမှန်ရသည်ပြင်ဆင်ယောဂအရှင်ပြောင်းနိုင်လားတဲ့ယောဂမြင်အရာ28 ကိုပြမနစတရတခါလာတယ်တဲ့အဲ့လိုဖြစ်တာအသိဉာဏ်ရထူရနဲ့ဆိုင်လာတယ်။တိဉာဏ်ရထူလို့လို့ရှိရင်သူစစ်များတာလို့ပြီးတဲ့ခါကျလို့ရှိရင်ရက်တူတူတွေ့မှာမထခဏပြန်လာတာလို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလား။အဲ့ဒါလေးစေးတောင်းလိုက်တာနဲ့မဆိုင်မဲနဲ့ကိုယ့်ရဲ့ normal အဲ you try have atrophy ကြောင့်ပဲရက်တူနေတာများများစိတ်နာရပြီးအဲ့မျိုးတွေဖြစ်နေရလက္ခဏာတွေပြနေအမျိုးဖြစ်တတ်တယ်ဒီလားနော်။ကျေးဇူးပါရှင်ဇမားရေဟုတ်ကဲ့ပါရှင်မိကုန်းလေးရှင်ပေးတာเนาะဇမားတစ်ချက်ဟွာလေးတော့ Mm. Oh, Bobby. ဘေကုန်းနေရာတော့စုံလင်လင်တော့လေဖြည့်ပေးနိုင်လိုက်တယ်လို့ကျွန်မထင်တယ်နော်။ဟောဒီညအလုတ်ခရှိနေတော့ဟောမဖြစ်ဘူးဖြစ်နေပြတ်တောင်းပြတ်တောင်းဖြစ်နေ။နောက်ပတ်ဒီတေချာပြန်ပြီးတော့စကားပြောတာမနေနော်။ဒီနေ့က International Women Day ဆိုတဲ့တိုင်းဆိုင်မယ်နော်။ကျွန်မတို့တေချာ live ပြန်ပြီးတော့စကားပြောနေချာစနေနေ့နဲ့တိုင်းဆိုင်ဖြစ်သွားတော့ဒီနေ့လေးမှာစုံရတာဝမ်းသာပါတယ်နော်။ အလုံးလေးဆက်ဆက်ရရအဆင်ပြေကြပါစေဒီလိုအခက်အခဲကြီးရတာပေါ့နော်အင်တာနက်တွေပြပြရနေခက်ခဲကြရလာပြီးတော့မေးကြဆွေးနွေးကြရမှာအများကြီးဝမ်းသာပါတယ်နော်ဟုတ်ပါပြီကဲလို့ပေါ့နော်မင်းရောပြလို့ရှင်လေမေးကုန်းကဘာဖြစ်ရဲ့ဒီ post ရဲ့ live ရဲ့အောက်မှာ comment တွေမှာထပ်ပြီးတော့မေးထားလို့ရတယ်ဆီမှာ reply ကိုစာနဲ့ဖြေပေးမယ်ပေါ့နော်ဟုတ်ပါပြီဟုတ်ပါ ်လာကြည့်ပေးကြတာအားလုံးပဲကျေးဇူးတင်ပါတယ်အစနောက်ဘက်တွေမှာပြန်ဆုံကြမယ်နော်ဆိုမှဒီ bad life ဟောအလုံးလေးနည်းနည်းရှိနေလို့ဟောဖြစ်နေဝင် live ထွက် live ဖြစ်နေနော်อืมဘေးကွာနည်းနည်းလဲဝင်ပြန်နောက်ဆုံးလေးတစ်ခုဖြေးသွားလိုက်မယ်နော်မတလာပထမရက်ကိုမမဲစင်းတော့စမားရဲ့အပြူပါအသက်30အနည်းရှိလာတယ်အနည်းမရှိဘူးเนาะအဲစမား post လေးတခုတော့လေးရေးထားတယ်အဲ့ဒါလေးပြီးရင်တမီးရဲ့ comment အောက်မှာလာပြီးတော့ link လေးပေးထားမယ်အဲ့ဒါလေးဝင်ဖတ်ကြည့်လို့ရတယ်เนาะကျွန်တော်အမဲအောင်စင်းတာဘာဖြစ်လို့လဲဆိုတော့လေ ဟိုဇာတိပမာဏများလို့လည်းဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့အဲ့ဇာတိရပေါ့နော်အပြင်ကလေထူးနဲ့တွေ့တဲ့အချိန်မှလေဟိုသူတို့ oxidation ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်နေတဲ့ oxygen နဲ့ဒီ blood နဲ့တွေ့ပြီးတော့ oxidation ဆိုပြီးတော့ဖြစ်သွားတယ်အဲ့ဒါကြောင့်လို့လို့ရှင်အဲ့လိုမျိုးအရာပြောင်းသွားတယ်ပေါ့နော်အမဲအောင်ပြောင်းသွားတယ်နောက်တစ်ခုကကျတော့ပမာဏများလို့အထဲမှာ အများကြီးဖြစ်နေပြီးတော့မှရုပ်တရက်ထွက်ကြလာမျိုးဆိုလို့လို့ရှင်လဲအဲ့လိုမျိုးအကြောင်းကအနီးရဲရဲချက်ချင်းလက်ငင်းစင်းတာမဟုတ်ဘဲနဲ့ပမာဏမများကြီးကခဏကြာပြီးတော့မှထွက်ကြလာမျိုးဆိုလို့ရှင်လဲအမဲရောင်ပြောင်းသွားတာမျိုးဖြစ်တတ်တယ်။အဲ့ဒီရံတရက်အမဲရောင်ပြောင်းတာတို့အညူရောင်ပြောင်းတာတို့အရောင်ဖြော့တာတို့ပဲလို့ရောင်ဖြစ်တာအဲ့ဒီအချမ်းတော့ပြဿနာမရှိဘူးเนาะကျောင်းကလည်းခဏလေးမဟုတ်ပါဘူးလို့เนาะအဲ့ဒါအောင်မဆိုးရိမ်ပါနဲ့ဟုတ်ပါ ပြည့်စုံထူရလဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်မရှင်းပြပေးလို့ရန်လို့ပေါ့နော်ကျွန်မပြောတာတွေကိုလည်းကိုယ့်ဘက်ကလည်း line မကောင်းဘူးကျွန်မလည်း online train line ဖြစ်နေလို့တေချာမကြရဘူးဆိုရင် live ပြန်ကြည့်လို့ရအောင်တင်ပေးထားမယ်နော်အဲ YouTube မှာလည်းတင်ပေးထားပါမယ်ရှင်ဟုတ်ပါပြီဒီနေ့အားလုံး sorry ပါနော်တေချာအချိန်မပေးနိုင်တာကျေးဇူးတင်ပါတယ်နောက်ပတ်တွေပြန်ဆုံကြမယ်နော်စနေနေ့ကိုအားလုံးပဲ good night ပါ